မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ်။စကန်းသိမ့်တိုက်ပွဲတရင်ကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်ကြောင်နေမော်ရွာမှာရှိတဲ့ပြူစောတီစကန်းကိုတိုက်ခိုက်သိမ့်ပိုက်ရောက်စစ်ကောင်စီတပ်သားစစ်နာဦးတိုက်ဆုံးပြီးတော့လက်နက်လေးလက်သိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စက်တမလာ9ရက်နေ့မိုးလယ်တနင်္လာရီကမှကြောင်နေမော်ကျေးရွာမှာရှိတဲ့ပြူစောတီစကန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှု၄နာရီဝန်းကျင်ကကြာမြင့်ခဲ့ပြီးတော့ပြူစောတီနဲ့စစ်ကောင်စီတပ်သားစစ်နာဦးတိုက်ဆုံးခဲ့တယ်လို့သိရပါပါတယ်။အဲ့ဒီစကန်းသိမ့်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများစီကနေပြီးတော့ကာပိုင်တနက်၃လက် I'm sustaining Tanatala, အဝေးကြီးမှန်မြောင်းတစ်ခုစကားပြောစရာနှလုံးလက်ကင်ဖုန်း၄လုံးပါဝါဘက်နှလုံးဓမြောင်းနှလက်လက်ထိပ်တစ်ခုဗန်းဆောင်အုံးနဲ့ဆိုင်ရွက်ဆောင်တဲ့အများပြားကိုတင်စီရရှိခဲ့ပြီးတော့ပြူစောတိစခန်းကိုမိရှုပ်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်စင်ရေးများကိုအရှိန်ဟုန်တုံးပြင်ပြီးတော့ဆောင်ရွက်နေတဲ့အတွက်စီရဲအထူးအသည့်သတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းလိုကြောင်းဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရေးပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPD PDF Federal ဒူဝန်ကျဲတပ်ဖွဲ့ Federal Polaris Force ဘီလုံးပျောက်ကြားတပ်ဖွဲ့နဲ့စစ်တပ်နဲ့တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာမှာတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီကလေကြောင်းကနေဘုံကျဲပစ်ကူပေးခဲ့တယ်လို့တောင်တက်မတော် TNN လေးကစက်တဘာလ14ရက်နေ့ညကအသိပေးထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်1027ဆစ်စင်ရေးအပိုင်းနှစ်82ရက်မြောက် နောင်ချုံမြို့နယ်မှာတိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိတယ်လို့ TNL ကပြောဆိုထားပါဗျ။နောင်ချုံမြို့နယ်မှာနေရာ၃ခုမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ရာစစ်ကောင်စီရဲ့အမတ206တပ်စခန်းတောင်ခန်းကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့900တပ်စခန်းနဲ့မကြီးကြီးကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ပြောဆိုထားပါတယ်စက်တမာလ14ရက်နေ့မနက်10:00နာရီကျော်အချိန်မှာစစ်ကောင်စီရဲ့အမြောက်တပ်206တပ်စခန်းကနေ၎င်းမနက်10:45မိနစ်မှာတောင်ခမ်းရွာမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့902တပ်စခန်းမှာ၎င်းနေ့လယ်12:00နာရီကျော်မှာမကြီးရဲကြီးရွာမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ပြောဆိုထားပါတယ်တောင်ခမ်းကြီးရွာတောင်ရွှေကြီးရွာနဲ့စစ်ကောင်စီတပ်အမတ်3:00တပ်စခန်းနေရာများအားစစ်ကောင်စီက112လေးရင်နဲ့ခွနချင်း ဘုံအလုံးကြီး60လာရောက်ပြီးတော့ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNL ကအသိပေးထားပါတယ် TNL ရဲ့ထုတ်ပြန်ချက်မှာတောင်ခမ်းမှာစစ်ကောင်စီရဲ့အမတ်တ34တပ်စခန်းမှာတိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ပြောဆိုထားပါတယ်နောင်ချုံမြို့ရဲ့တောင်ဘက်ဒုထဝရီမြေကူတရားရဲ့အနောက်ဘက်မှာရှိတယ်တောင်ခမ်းချေရွာမှာအမြောက်စခန်းကိုကဲမှုဌာနချုပ်မဆခ902နဲ့၎င်းရဲ့လက်အောက်ခံအမြောက်တိုက်ရင်3ရင်းဖြစ်တဲ့အမတ်တ34အမတ်တ206အမတ်တ406တို့တိရှိတယ်လို့သိရပါတယ် မဆာခ900နှစ်ဟာအရှိန်မတိုင်းစစ်ဌာနချုပ်ရမခနယ်မြေအတွင်းမှာတခုတည်းသောအမြောက်တပ်ကိုကဲမှုဌာနချုပ်ဖြစ်ပြီးတော့၎င်းရဲ့လက်အောက်မှာအမြောက်တပ်ရင်73ရင်းရှိတယ်လို့သိရပါဗျ။ TNL ကအမတာ406နဲ့အမတာ206တို့ကိုဩဂတ်လ28ရက်နေ့မှာတိမ့်ပိုင်နိုင်ခဲ့ကြောင်းဩဂတ်လ29ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ဒါကြောင့်လက်ကြံဖြစ်နေတဲ့မဆာခ900နှစ်နဲ့အမတာ354တပ်ရင်းနှစ်ခုကိုဆက်လက်တိမ့်ပိုင်ရန်ကြိုးပမ်းလျက်ရှိရာပြီးခဲ့တဲ့ရပိုင်အတွင်းကတိုက်ပွဲတွေအတော်ကုန်ပြင်းထန်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီတိုက်ပွဲများအတွင်းမှာစစ်ကောင်စီတပ်သားများသေဆုံးမှုများပြားခဲ့တယ်လို့လွေးရည်ဦးကဖော်ပြထားပါတယ်။သို့တော်လည်းစက်တမားလ14ရက်နေ့ညကထုတ်ပြန်ကြမှာတော့အမတာ206မှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်စက်တမားလ14ရက်နေ့နေ့လယ်ကနောင်ချိုမြို့မှာရှိတဲ့အေရှာဝါတိုဂိတ်အနီးနဲ့တပြေးရင်ရက်ကွက်မှာလည်းစစ်ကောင်စီက Jet Fighter နဲ့နှစ်ကြိမ်လာရောက်ကျဲချခဲ့ပြီးတော့ Howitzer လက်နက်ကြီးနဲ့လည်းနှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။ Jet Fighter နှစ်စီးနဲ့လာချတာ ပထမနှလုံးကတော့လူထိခိုက်မှုမရှိဘူးနောက်နှလုံးကတော့စုံစမ်းနေသေးပဲလို့နောက်ချိုဒေတာကန်တွေကပြောပါတယ်ဒါအပြင်တီပေါ်မြုံမှာရှိတယ်စစ်ကောင်စီရဲ့ခမရ23တပ်စခန်းနေရာမှာလဲထောက်ပို့ရင် Y8 နဲ့တကြိမ်လက်နက်ခဲယမ်းများလာရောက်ကျဲချပေးခဲ့တယ်လို့ပြောဆိုထားပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူကနေပြီးတော့နောက်ချိုမြို့နယ်အတွင်းကိုစစ်အာပြန်လဲဖြည့်တင်းရန်ကြိုးပမ်းနေတဲ့စစ်ကောင်စီကထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ TNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရေတာရှင်မြို့နယ်မှာရှိတဲ့ကျေးရွာ21ရွာကရေပေးတင်တဲ့ပြည်သူများကိုကယ်ထုတ်နေတဲ့ PDF ရဲဘော်တအူရေးစည်းထဲမှာမျောပါသွားပြီးတော့ကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တင်ဘာလ23ရက်နေ့မှာရေတာရှင်မြို့နယ်မှာရှိတဲ့ကျေးရွာ21ရွာကရေပေးတင်တဲ့ပြည်သူများကိုကယ်ထုတ်နေတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်နေပြည်တော်တိုင်းစစ်ဌာနဘူဟာအမတ်ဆက်ခွန်ကိုကဲမှုအောက်မှာရှိတဲ့တရရင်အမတ်ကိုရတိတ်ကရဲဘော် Eagle ဟာ ရေးစည်းတဲ့မှာမျောပါသွားပြီးတော့ကြာဆုံးခဲ့ရတယ်လို့သိရပါဗါးဒါပြင်အောင်ချမ်းသာရွာမှာလည်းရေးပေးတိတ်ဆောင်ရန်ကြေးရွာတွေကနေပြီးတော့ထွက်လာတဲ့ပြည်သူ၃ဦးဟာလည်း တစ်ပင်ပြေးပြီးတော့တိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်လက်ရှိအချိန်မှာရေပေးတဲ့ပြည်သူများအလို့များပြားနေပြီးတော့စာနယ်ရိတ်ခါများလည်းအရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းကုညီကန်ဆယ်ရေးသမားများကိုတွဲရောက်ပြီးတော့ကုညီခွင့်မပေးဘဲလမ်းမများကိုပိတ်ဆို့ထားတယ်လို့သိရပါတယ်ပြည်သူတွေကိုကယ်တင်ရင်းနဲ့ရေစည်းတန်တော့မျောပါရင်းနဲ့ရေနဲ့သွားတာပါအခုချိန်ထိတော့ရုပ်အလောင်းရှာမတွေ့သေးပါဘူးလူဦးရေနဲ့ပြောလို့ကတော့မဖြစ်နိုင်တော့ဘူးရေတာရှင်မြို့နယ်တွေက20ရွာလောက်ကပြည်သူတွေရေပေးတင်ခံနေရတာပါရေပေးတင်လို့ ရေဘေးတိန့်ဆောင်ရင်းကနေပြီးတော့အောင်ချမ်းသာရွာမှာဆိုရင်တစ်ပင်မှာပြီလို့ပြီးသူ၃ဦးတိတ်သွားတယ်။ကုညီကန်ဆယ်ရေးသမားတွေကိုလည်းတွားကိုခွဲမပေးဘဲနဲ့စစ်တပ်ဘက်ကပိတ်ထားတာတွေလည်းကြုံနေရပါတယ်။သူတို့မှလည်းလေတစည်းတဲ့နဲ့မလုံလောက်ဘူး။ကျွန်တော်တို့ဘက်ကကုညီကန်ဆယ်ရေးအဖွဲ့တွေရဲ့လေတွေကိုလည်းကန်ဆယ်ခွင့်တွေပိတ်ပင်တာတွေရှိပါတယ်။လက်ရှိမှာတော့ကြီးပါ၂၀ရွာလောက်ကပြီးသူတွေရေဘေးလွတ်ရာမှာရွှေ့ပြောင်းထားပါတယ်။စားနေရခလုံလောက်မှုတော့မရှိသေးပါဘူးလို့ဒေသခံတော်လိုင်းတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းရော့ကတ်များနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ14ရက်နေ့မွန်လွဲတနအီကနေ2နာရီ30မိနစ်အထိအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဖြတ်အားဖြင့်ပေါင်900ဘုံနှလုံးလာရောက်ချဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကချဲချခဲ့တဲ့ပေါင်900ဘုံနှလုံးမှာတလုံးသာပောက်ကွဲခဲ့ပြီးတော့ရော့ကတ်ဒုံးများနဲ့လည်းရှစ်ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အချမ်းဘတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုဟာနောင်ချိုမြို့လူနေရပ်ကွက်အတွင်းကိုကြားရောက်ပေါက်ကွဲခဲ့ပြီးတော့ဒေသခံပြည်သူအမျိုးသမီးတအူးထိခိုက်ဒဏ်ရာရရှိကလူနေအိမ်အဆောက်အဦများလည်းပျက်စီးခဲ့တယ်လို့သိရပါဗျ။မနေ့ကလည်းအချမ်းဘတ်စစ်တပ်ကလေကြောင်းကိုအုံပြုပြီးတော့နောင်ချိုမြို့အတွင်းကိုဘုံဆက်သုံးလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးလူနေအိမ်များထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အချမ်းဘတ်စစ်ကောင်စီတပ်ဟာမြန်မာနိုင်ငံတော်ဝမှာရေးမင်းအန်ဒီရန်နဲ့ရေးဆိုင်နေရတဲ့အချိန် PSLF TNLA အုပ်ချုပ်နေတဲ့မြို့တွေဖြစ်တဲ့ကိုခိုင်နမ်ဆန်မန်တုံတီဘော ကြောင့်ပဲနောင်ချိုနဲ့နမ်ခမ်းမြုံများအပါအဝင်မြန်မာနိုင်ငံအရက်ရမှာရှိတဲ့စစ်ဆောင်စခန်းများရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့ကိုကန့်နယ်အတွင်းမှာရှိတဲ့အရက်သားပြည်မှန်များကိုဥတီပြီးတော့လူအများပြားသေစေနိုင်တဲ့ပေါင်900ဘုံးနေနဲ့နေ့စဉ်လာရောက်ပြီးတော့ဘုံးကျက်တိုက်ခိုက်နေပြီးအကြပ်ကလောက်ရများကိုပျောက်ပျောက်တင်းတင်းပြုတ်လုပ်နေတယ်လို့ PNL ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြစ်သားမြုံနယ်အနောက်ချမ်းမှာရေနှင်းမြုံနေတဲ့ကျေးရွာများစီကိုကုညီကန်ဆယ်ရေးအဖွဲ့များမရောက်လာဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တမလာ17ရက်နေ့ကလေးကရေကြီးနေတဲ့မြစ်သားမြုံအနောက်ဘက်ချမ်းမှာရှိတဲ့ကင်းစိန်စိအနောက်ရွာပေါ့မြိုင်အင်းရင်တမပင်နွားဖြူငယ်စမုံပေါက်တစ်တက်ကုန်းလောင်းတော်ဦးနွားကူလေးတကိုယ်တဲ့ရွေဓာရဲကောင်း ကင်းစိန်ဈေးအရှိစရှိတဲ့ဈေးပါများစီကိုကယ်ဆယ်ရေးဆက်လီများရောက်ရှိလာခြင်းမရှိဘူးလို့သိရပါတယ်။ဒါအပြင်အစားအသောက်နဲ့ထမင်းတို့ဝေးတဲ့ဆက်လီများပါရောက်မလာတဲ့အတွက်ကြောင့်ရေပေးတဲ့ပြည်သူများဟာအခက်အခဲဖြစ်နေရကြောင်းမြေသားမျိုးနဲ့အနောက်ချမ်းကဒေသခံများကပြောပါတယ်။ ရေကဘေးကျန်တာကြမလို့ဘသူမှထမင်းတုပ်လည်းလာမပုတ်တလို့ဆက်လေတွေလည်းအကုန်လုံးပြန်လှည့်သွားကြတာတွေကြီးပဲကြာရင်တော့အစာရင်ထိခိုက်ပြီးတော့ကလေးငယ်တွေနဲ့အဖိုးအဖွားတွေသတိလက်နိုင်တဲ့နေထားမှုလို့ပါလို့ဒေသခံတဦးကပြောပြထားပါရယ်ကြောက်စင်နဲ့မြေသားမျိုးနဲ့များမှရှိတဲ့ရေဘေးတဲ့ဒေသများစီကိုထမင်းတုပ်များလာရောက်ပို့ဆောင်နေကြတော့လေဆက်လေမောင်းနေတဲ့သူနေပါချင်းရေစီးတန်ချင်းလမ်းကြောင်းမကျွမ်းကျင်ခြင်းများကြောင့်အလဲကြပို့ဆောင်နေရတဲ့အတွက်နောက်ကျနေရာချင်းဖြစ်ကြောင်းပရိဒအဖွဲ့တချို့ကပြောဆိုထားပါရယ်ဒါ့အပြင်ရေဘေးတဲ့ဒေသတချို့မှာ ပရိုက်တာအဖွဲ့များယူဆောင်လာတဲ့စက်လီများကိုစစ်ကောင်စီကသိမ်းယူပြီးတော့၎င်းတို့ပို့ခြင်းနဲ့ဒေတာကိုသာပို့ဆောင်နေတယ်လို့သိရပါတယ်။ဒါကြောင့်ပရိုက်တာအဖွဲ့များဟာစိတ်ရှိသလောက်မကူညီနိုင်ပဲဖြစ်နေတယ်လို့ပရိုက်တာဓမ္မတချို့ကပြောပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ကရင်ပြည်နယ်၊မန္တလေးတိုင်းတို့မှာရေပင်အဆိုးဝါးဆုံးရင်ဆိုင်နေရပြီးတော့ရမဲတင်တက်ကုန်းနဲ့ကလောမြို့နယ်တို့မှာပြည်သူအများအပြားသိမ်းဆုံးခဲ့ပြီးလူဦးရေတိမ့်နဲ့ချီပြီးတော့ရေပင်ဒုက္ခတွေကြုံတွေ့နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့စစ်မှုထမ်းဟောင်းအငိမ့်စားလူဦးရေ90ကိုအရန်စစ်မှုထမ်းတင်နန်းတိုက်ရန်အတွားပလောင်မြို့တပ်မတော်တန်းမြင့်လေးချီရေးတင်နန်းချောင်းကိုတိုင်းယုံအစီအစဉ်နဲ့ပို့ဆောင်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီစစ်မှုထမ်းဟောင်း အငိမ့်စားလူ90ကိုစက်တင်ဘာလ15ရက်နေ့မှာပို့ဆောင်မှာဖြစ်ပြီးတော့တင်းနှံပြီးဆုံးပါကအရန်စစ်မှုတန်းတာဝန်ထမ်းဆောင်ရမယ်လို့သိရပါဗါတယ်တင်းနှံနေပြီးပြီးတော့တာဝန်ပြန်ထမ်းဖို့အတွက်တိုင်းရုံးအစီအစဉ်နဲ့ပလောက်ကို15ရက်နေ့မှာပို့မယ်15ရက်နေ့ပို့တဲ့သတင်းတွေပေါက်ကြားသွားရင်တော့လုံခြုံရေးအရာအစီအစဉ်ပြတ်နိုင်တယ် ပြီးတော့ကြောင်းမှာတင်တန်းနီးပြလည်းမရှိဘူးလို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်စစ်တင်တန်းကိုကနအူးကဘိမျိုးမှာတင်တန်းဖွင့်လျက်ရန်တိုင်းရုံးကပြင်ဆင်ပေးထားတော်လဲပလောက်မျိုးတမ်းမြဲလေးချင်ရေးကြောင်းကကြောင်းအုပ်ကြီးကမိမိကြောင်းမှာသာဖွင့်လို့ကြောင်းတောင်းဆိုတဲ့အတော့ ဘလောက်မြို့မှာဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။တင်းနန်းတခါဖွင့်ရင်သူတို့အတွက်ကအတော်လေးကိုရတယ်။တင်းနန်းသားတွေရှိရင်ရိတ်ခါအများကြီးပိုတယ်။စိုက်မွေကိုပြန်သွင်းပြီးတော့ကြောက်ကြီးကရောင်းစားနေတာလို့အဲ့ဒီတပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။အရန်စစ်မှုတန်းတင်းနန်းကိုစက်တဘာလ16ရက်နေ့မှာဖွင့်လှစ်မှာဖြစ်ပြီးတော့စက်တဘာလ20ရက်နေ့နောက်ဆုံးပတ်မှာ စစ်တင်တန်းစတင်ပေးမှာဖြစ်ကစစ်မှုတန်းဟောင်းအငိမ့်သာတင်တန်းကိုတော့စစ်တိုင်းရုံအများစုကဖွင့်လိုက်ရမှာဖြစ်တယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောပါရယ်ဒါအပြင်စစ်ကောင်စီကစစ်မှုတန်းဟောင်းအရာရှိ1500ကျော်နဲ့အခြားအဆင့်1300ကျော်ကိုပြီးခဲ့တဲ့ဩဂတ်လကလည်းတိုင်းစစ်ဌာနချုပ်များကနေတဆင့်ဆက်သွယ်ပြီးတော့အရေးပေါ်ခေါ်ယူခဲ့သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ